အဘုံတင်လဲအောင်ပေါ့နော်အဲဒါသူနဲ့ကျောင်းနဲ့အခုဆိုရင်ဒါနှစ်ယောက်ကတယောက်တက်လဲစီသွားပြီးတော့ဒါတက်ဖွဲ့တွေဟိုကိုကြီးဘုတ်အတွက်စူးစမ်းတာပေါ့နော်အဲစူးစမ်းတယ်အခုတော့ဒါမျောက်လုံးပြန်ဆုံပြီပေါ့ဒီကြားထဲမှာလည်းမေးကြပါလေဒါပေမဲ့ချိုးရတဲ့ကျောင်းကဟိုအတီလင်းပြောလိုက်လို့မရဘူးအတီလင်းအတီလင်းပြောလို့မရလောက်ရတဲ့ဟာတွေမှာကကြတော့အဲလုံညွေးကိစ္စပါကိစ္စလည်းရှိတာဆိုတော့ကျောင်းကအဲ့ဒါကို မပြောမပြောခဲ့ဘူးပေါ့နော်ဒါပေမဲ့အချို့အဖွဲ့တွေကသဘောပေါက်ပါတယ်ပုံလေးတွေမြင်သဘောပေါက်တယ်ပေါ့နော်အဲအခုတော့ပြန်ဆုံးပြီပြန်ဆုံးတဲ့အချိန်အနေနဲ့တကယ်မိုက်တယ်လောကအင်းတော်လို့အဲပြင်ခုနလို့ဒါခုနဖလန်းလို့ပေါ့နော်မျိုးမျိုးနှမျိုးနဲ့တူပြန်လာခဲ့တယ်မျိုးနှမျိုးနဲ့တူပြန်လာတာအဲကြောင့်ဘူးအားရပါရလေးပြောပြပါဦးဖလန်းဖလန်းလေးဖလန်းဖလန်းတောင်းဟိုမေးကြပြောကြတယ်ပေါ့နော်ဘလို့ဘလို့ဖြစ်ကြတာလဲပေါ့ဘာဘာကြောင့်လဲဘလို့လဲဆိုတော့ဒါပထမပိုင်းဒါဘွေးထမဲ့ပြောသွားတယ်လို့ပဲပေါ့နော်ကျွန်တော်တို့က ဟိုတက်ဖွဲ့ကြီးစီသွားတဲ့ချိန်မှာဘသူကတော့သွားနေလို့ဘာလို့နေလို့သူကတော့ဟိုဘယ်လိုဖြစ်တယ်ဆိုတော့ကျွန်တော်တို့အတီလင်းပြောပြတယ်လည်းမရဘူးပေါ့နော်ကျွန်တော်ဆိုတရားပင်မှန်းတာဟိုသွားပြီးတော့ရရရဒီမှာပြန်ရရရိုင်းကူကြီးတမားရဘိုးကြီးထမင်းနဲ့အတူကပ်ပါနေတာဖြစ်တဲ့အတွက်ကျွန်တော်ပြောင်းနေတာအဲ့လိုဖြစ်နေတာဟုတ်တယ်အဆင်မပြေမှုတွေကြားတဲ့အဆင်မပြေအောင်လုပ်နေကြမကွဲပါဘူးကျွန်တော်တို့ကွဲတယ်ပြုတယ်နဲ့ဒါကျွန်တော်တို့တွေကအဲ့လို မျိုးတွေလည်းမဟုတ်ဘူးပေါ့နော်အဓိကကကျွန်တော်တို့ကဟိုဟိုဒီကိစ္စတွေကဒီကျွန်တော်တို့အခုလုပ်နေတဲ့လုပ်ရက်တွေကကျွန်တော်လုပ်နေတဲ့ဟာတွေကကျွန်တော်တော်လှန်ရေးအတွက်အဲအကျိုးတစ်ခုခုတက်ရောက်စေချင်တယ်ဆိုတော့သဘောအဖြစ်နဲ့လုပ်တာပါကျွန်တော်တို့ဂျန်တဲ့လူမှုရေးတွေစီးပွားရေးဘာမှကျွန်တော်တို့မှာမရှိပါဘူးအဲအဲ့ဒီဟာလေးလဲဒါတခါလေးတည်အောင်ရှင်းပြတာဟောနော်ဟောဟိုလိုဖြစ်လို့ဒီလိုဖြစ်လို့တွင်းနေဟောအဲ့တော့ ဖလန်းဖလန်းကြောင်းလေးပုံကတ်ကင်လိုက်တော့ဖလန်းဖလန်းထားတဲ့ကြောင်းလေးအဖလန်းပါဆိုလို့ရှိရင်ကတူကဒါတော့ဒီတူကလုံးလည်းသိရှိပြီးသားပေါ့နော်ဖလန်းမျိုးသိန်းတိုက်ပွဲမှာအခုဘာသွားတွေ့ရလဲဆိုရင်အဲ့မှာတစ်ချက်ကအဲတူကဟိုအင်တာဗျူးထားတဲ့တယောက်မှာဆိုရင်62နှစ်ဆိုရဲအဖိုးကြီးဟုတ်ဒါတက်စစ်သား62နှစ်ဖလန်းမှာတာဝန်ရတယ်စစ်သက်30ကျော်ပေါ့နော်အဲစစ်တပ်ထဲမှာနေကြလဲ အဲဟိုပလန်မှာရောက်တာလေနှစ်ပေါင်း30လောက်ရှိပြီပေါ့နော်အဲအဲ့ဒီဟာကိုအင်တာဗျူးလက်အသက်တွေ့ရတော့ဟိုတော်တော်ကိုစစ်သားတွေဘွာတော်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 ဟိုးကွာပါလာစစ်သားတွေဘွာတကယ်စိုးနေတဲ့အနေထားကသွက်တွေ့ရဟုတ်တယ်ဘာကြောင့်လဲဆိုတော့ तू က60နှစ်နေမှာပြင်ဆင်ပေးမယ်လို့ပြောပြီးသားဒီအခုမင်းရောက်နိုင်လက်ထက်မှာပထမ60နှစ်တက်တိုး60နှစ်တိုးပြီးတော့မှ60နှစ်နေမှာပြင်ဆင်ပေးမယ်လို့ပြောထားတယ်ဒါပေမဲ့60နှစ်နေရောက်ပြီဆိုလို့ရှိရင် तू က တက်တန်း62နှစ်ကိုပြည့်ပြီးတော့မှကြော်လွန်ပြီဆိုတာနဲ့အဲ့ဒီလူက तू ကတက်မှချိတရားအကြောင်းမရှိတော့မရှိတော့ဘာလို့တော့ तू ကဆေးရုံ तू ကသုံးငိမ်သွားရမယ်လေအဲ့ဒီတစ်နှစ်တော်တွေမှာ तू သုံးငိမ်လေးဟိုလေးလလေးလတစ်ပုတ်လေးလတစ်ပုတ်နဲ့အဲ့ဒီ तू သုံးသုံးပုတ်ပြည့်တဲ့အချိန်မှာလေးလသုံးငိမ်ပြည့်တဲ့အချိန်မှာအသက်ကလည်း62ပြည့်တာနဲ့ပင်စင်ယူမဲ့အချိန်နဲ့ကွက်တိကွက်တိအဲ့ तू ကဆေးရုံပုံမှန်သွားနေရမယ်။ तू ဆေးဆေးဆင်းနေကျမကြီးမချက်တွေ သူသူဆေးပင်စင်ပေးပေးရမလားဒါမှမဟုတ်ရှင်ရိုးရိုးတက်ပြစ်ပေးစင်မဲ့ပေးရမလားဆိုတဲ့ဟာတွေလောက်ရမယ်အခြေကိုရောက်နေပြီဟုတ်ဒါပေမဲ့အဲ့ဒီလူတယောက်ကိုအခြေမှာဖလန်းဆိုတဲ့နေရာမှာတွားပြီးတော့မှအတေခံခိုင်းထားတဲ့ဟာကစစ်သားတွေဘယ်လောက်ထိပွဲပြက်နေပြီလဲဆိုတာအဲ့ဒီမှာတွေးကြည့်လို့ရှင်တခါရဲတန်းပြီးတော့ပေါ်တာပေါ့နော်ဒါဖလန်းရောဒီဟွာရောအင်းတော်ကြည့်မယ်ဆိုရင်အင်းတော်ဆိုလဲဒီတိုင်းပဲဟိုအများကြီးပေါ့နော်ယာနဲ့ချီတဲ့စစ်သားတွေကဘလို့မှ ဟိုကမဖြစ်ပဲနဲ့ချက်ကလေးငက်ကလေးဖမ်းလို့ဖမ်းခံလိုက်ရတာကမင်းကသူတို့ဒီကသားနေဟိုအင်းတော်ကနေကသားကိုပြေးတဲ့အချိန်မှာလဲကိုဒီလက်နဲ့ပါတယ်ဟုတ်ကိုလက်ထဲမှာတယောက်တစ်လက်တော့ပါသေးရဲ့လက်နဲ့အလက်ပေါင်းယာယာချီတဲ့လူယာချီတဲ့ဟာကြီးကိုပီဒီအက်ကဒီတော်တော်လိုင်းတက်ဖွဲ့တွေကအေးစေးလေးညှက်ပြီးတော့မှဟိုချက်ကလေးငက်ကလေးဖမ်းလို့ဟိုဖမ်းလိုက်နိုင်တဲ့ဟာလေတက်မှမူတယောက်ကလည်းဘလို့ဘလောက်ထိဟိုဖြစ်နေပြီလဲဆိုတာဟိုပွက်ပြက်နေပြီလဲဆိုတာအဲ့ဒီမှာ သွားပြီးပေါ်လင်းတယ်ပြောတယ်ဒီမျိုးနှမျိုးကဟိုတော်တော်ကိုအားရတယ်ပြီးတော့ဒီဒီမျိုးတွေကိုကြီးကြီးအပြည့်ဒီမျိုးတွေကဒါဒီဟိုဘယ်လိုပြောအညာဒေသနဲ့ကချင်ကိုဟိုကူတန်းသွားလာလို့ရတယ်အင်းတော့ဆိုလို့ရှိရင်ဒါဟိုယထာလန်ကားလန်းစုံတဲ့နေရာဟုတ်တယ်စကိုင်းထဲတော့ရောက်နေပြီဟုတ်တယ်ယထာလန်ကားလန်းစုံတဲ့နေရာအဲ့တော့စကားစကားသူ့ရဲ့ဟိုဟာတွေကိုဟိုဘယ်လိုပြောသူ့ရဲ့တက်တွေကိုမြေမြေပြင်ကနေပို့ဖို့အတွက် ဘလို့မှအဆင်မပြေတော့ဘူးမြစ်ကမြစ်ကပို့ရင်လည်းဒီချင်းချင်းနှမြစ်ကပို့လို့ရှိရင်လည်းအီယာယူမြစ်ကပို့လို့ရှိရင်လည်းလမ်းတွေဖြတ်ပြီးတော့မှအပြင်းခံရတယ်အဲ့မှာကားလမ်းရထားလမ်းကအင်းတော့မှသွားပြီးတော့မှနှစ်ခုလုံးသွားဆုံတာဆုံပြီးတော့မှအပေါ်ဟိုအဲ့ဒါဗမော်မြေကြီးနားဘက်ကိုထပ်ပြီးတော့မှတက်ရတာဖြစ်တယ်အဲ့ဒီနေရာကိုပိတ်ထားလိုက်ရအပြင်ဟိုကချင်ပြည်နယ်အတွက်ကောသခိုင်းတိုင်းအတွက်ကောတကယ်စီးရီးဘူဝါရအင်မတန်အရေးကြီးတဲ့နေရာကိုဟိုရလိုက်တာလို့ပြောလို့ရတာပေါ့ဟုတ်ကဲ့ subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ